ဘယ်တော့မှထားမသွားဘူးဆိုရင်အဆုံးသတ်မှာထားသွားခဲ့သူတယောက်အကြောင်းဒါအခြေဦးတယောက်ရဲ့အကြောင်းလည်းမဟုတ်သလိုအခြေဟောင်းတယောက်ရဲ့အကြောင်းလည်းမဟုတ်ပါဘူးကျောင်းတော်မတွေက JB crack ခဲ့ရတဲ့လူတယောက်အကြောင်းလည်းမဟုတ်သလိုလုပ်ငန်းခွင်မှာအတူဆုံးပြီးရင်ခုန်ခင်းရသူတယောက်လည်းမဟုတ်ပါဘူးသူ့ကိုကိုကသိပေမဲ့သူကတော့ကိုကိုမသိတဲ့လူတယောက်အကြောင်းမှာနောက်မိမိုင်းနေတဲ့အများကြီးဝေးကွာနေခဲ့ပြီးနှစ်ယောက်အတူတူစုံစည်းဖို့ကလည်းမဖြစ်နိုင်တဲ့လူတယောက်ရဲ့အကြောင်းပဲဖြစ်ပါရင်သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကျွန်တော်တို့မှရှိပေမဲ့ကျွန်တော်တို့နဲ့ပတ်သက်တဲ့အမှတ်တရတွေကတော့သူ့မှာရှိမယ်မဟုတ်ပါဘူး ပြောရင်တော့သူကဘောလုံးသမားကျွန်တော်တို့ကပြိတ္တပါပဲအဲ့လိုကိုနဲ့နဲ့မင်းနေကိုနဲ့လည်းမသိတဲ့လူတယောက်ကိုကျွန်တော်တို့လူသားတွေဟာတန်ရောစင်တွေတွေ့ပြီးကိုချင်းရတဲ့လူတယောက်လို့သူနဲ့ပတ်သက်တဲ့အစဉ်မပြေမှုအစိုးမြင်မှုတွေကိုလိုက်ပြီးခန်းစားပေးနေကြတာလေကျွန်တော်တို့ပြိတ္တတွေပါပဲဒါပေမဲ့လည်းတချို့သောချင်းချင်းတရားတွေဟာအဆုံးသတ်မှာဝန်ထမ်းစရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့တဲ့မျိုးလူတယောက်ပေါ်မှာဖြစ်မိတဲ့တန်ရောစင်ဂျိုးတချောင်းဟာပြန်လည်ပြီးနှုတ်ရခက်တယ်လို့ပဲဆိုကြပါရင်အခုဆိုရင်လဘောက်အသင်းရဲ့အကယ်ဒမီထွက်ကစားသမားလေးတယောက်ဖြစ်တဲ့ထွက်အလန်ဆာနာအာနိုနဲ့ပတ်သက်ပြီးလဘောက်ပြိတ္တတွေဟာအဆိုပါအင်္ဂလန်သားကစားသမားအပေါ်မှာတန်ရောစင်နဲ့ညှိတွေ့နေခဲ့ကြတာပါ တယောစင်းနဲ့ညီတွေ့ပြီးချင်းချင်းမြတာတွေနဲ့ပြင်းထန်နေတဲ့အချိန်မှာအာလို့တယောလေဘောက်ပရိသတ်တွေရေနေကနေထွက်ခွာသွားဖို့အတွက်ပြင်းစင်နေပြီလည်းဖြစ်ပါတယ်ထွက်ရလဲဆိုတော့အာလို့ကသူ့ကိုဝယ်ချင်း FIFA game ထဲမှာပဲဝယ်လို့ရမယ်ဆိုရင် Real Madrid အသင်းကိုအကြောင်းပြန်ခဲ့ဖို့သူပါအဲ့ချိန်တော့ကလေဘောက်ပရိသတ်တွေရေနေမှာ Trent တယောငါတို့ကိုဘယ်တော့မှခွဲသွားမှာမဟုတ်ဘူးငါတို့ပေါ်အမြဲတမ်းသစ္စာရှိနေမယ်ကစားမဆိုပြီးတော့ထင်မှတ်ထားခဲ့ကြတာပါတချို့သောစကားလုံးတွေကဓာတ်သားတွေထက်ပိုပြီးကြောက်ဖို့ကောင်းနေတယ်လို့တချို့သောစကားလုံးတွေကချိုချိုလေးနဲ့အစိတ်တွေပါနေတတ်ပါတယ်ချိုလိုက်တာဆိုရင်တောင်းလိုက်ပြီးကမ အစိမ့်မိပြီးအတက်ပါပေးနိုင်ရတယ်လို့မျိုးသူကကိုယ့်ကိုဘယ်တော့မှထားမသွားဘူးဆိုပြီးယုံလိုက်မိကမှာကိုယ့်ကိုဇုံကန်သွားခဲ့တဲ့အဖြစ်မျိုးတွေလောကမှာများကြီးရှိတာခင်ပါပါအခုတော့အားလုံးတယောက်ဘယ်တော့မှထားမသွားဘူးဆိုတဲ့စကားနဲ့အတူနောက်ဆုံးမှာတော့ထားသွားဖို့ဆုံးဖြတ်သွားခဲ့ပြီဖြစ်ပါရင်အလဲစားအားလုံးဟာလာလီကာထိပ်သီးလီရီယယ်မက်ဒစ်အသင်းကိုတပတ်လောက်ကလာစာပေါင်2သိန်း4000နဲ့9နှစ်စာချုပ်နဲ့ပြောင်းရွှေ့ဖို့သွားတူညီမှုရရှိသွားခဲ့ပြီဆိုတဲ့သတင်းကထွက်ပေါ်နေခဲ့တာပါ ကမ္ဘာအကောင်းဆုံးဘောပလေးဒက်ဖန်နာရီထဲမှာဒူပါဝင်အဖြစ်သတ်မှတ်ခံထားရသူအာနုကိုခေါ်ယူဖို့ရီယယ်မက်ထရီအသင်းဟာပြီးခဲ့တဲ့နှစ်ဒီကတည်းကစိတ်ဝင်စားခဲ့ပြီးဇန်နဝါရီအပြောင်းရွှေ့ကာလအတွင်းပေါင်သန်း၃၀နဲ့ကမ်းလှမ်းခဲ့ပေမဲ့လဘောက်အသင်းဘက်ကပယ်ချခဲ့ပါတယ်။အသန်း၂၆နှစ်ရွယ်ရှိပြီဖြစ်သူအာနုဟာဒီယာဒီကုန်ကျရင်လဘောက်ကနဲ့စာချုပ်တန်တန်ပြေးမှာဖြစ်ပြီးလဘောက်အသင်းကစာချုပ်တန်တန်တိုးဖို့ကြိုးစားနေပေမဲ့အခုချိန်ထိသဘောတူညီမှုမရသေးပါဘူး။အခုရီယယ်မက်ထရီအသင်းဟာအာနုကိုအလွန်နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးအာနုဟာစပိန်ထေသီကလပ်မှာဒီနေ့ကိုပေါင်၁၃သန်းထိရရှိသွားမှာဖြစ်တယ်လို့ Sky Sport သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ားလုံးအောင်လဘောအသင်းမှာတပတ်လောက်ခလာဆိုပေါင်3000ရရှိနေပြီ Real Madrid မှာတော့တပတ်ကိုပေါင်3000အထိတိုးမြင့်ရသွားမှာဖြစ်သလိုမြန်မာတွေလက်မှတ်ထိုးခြင်းလည်းပိုင်ဆိုင်မှာဖြစ်ပါရင်အသက်6နှစ်အရွယ်ကလေးကလဘောအကယ်ဒမီကိုရောက်လာခဲ့သူအားလုံးဟာအသက်16နှစ်အရွယ်2018ခုနှစ်တုန်းက Spa အသင်းရဲ့ Liverpool ဘွဲမှာ Senior အသင်းအတွက်ပွဲဥထွက်ခွင့်ရခဲ့ပြီးအသင်းနဲ့အတူ Premier League ဖလား Champions League အပါအဝင်ကြီးမားတဲ့ Super League အောင်မြင်မှုတွေကိုရယူနိုင်ခဲ့သူပါဒါပေမဲ့အခုအချိန်မှာတော့အာနိုရဲ့22နှစ်ကြာလီဗာပူးကစားမဘွားကမကြခင်အဆုံးသက်ရဖို့နှိမ့်ဆက်နေခဲ့ပြီလေဖြစ်ပါရင် လေဘာပရိသတ်တွေကအာနိုးကိုယာတိကုံအထိအရန်ကုံပို့လိုက်ပါတော့ကျွန်တော်သာဆိုရင်အာနိုးကိုယာတိကုံအထိအရန်ကုံပို့လိုက်ပါပြီအတင်းနဲ့လည်းမဘူးပေါင်းခိုင်းပါနဲ့တော့နှုတ်ဆက်ခွင့်တော့မပေးသင့်ပဲအတင်းရဲ့စုပလောင်းအောင်ဝဲခံအခမ်းအနားကြရင်လည်းမပါဝင်စေပဲအိမ်မှာပဲကြီးခိုင်းသင့်ပါတယ်ဆိုပြီးတော့ online မှာရေးသားခဲ့ကြပါရစေ။